အားလုံးမင်္ဂလာပါရှင်မြန်မာအော်ဒီယိုဘွတ်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့နှမျောချစ်ကျင်းနာဆိုတဲ့ဝတ္ထုလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်နေစင်ဇလန်တင်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြရအောင်တဘောတဝင်းကလေးတဲမှနှမျောချစ်ကျင်းနာစင်စစ်ထပ်ပါတခြင်းမှာ ရွာတဲ့ချင်းရွာကောကြံကောင်ကြောင်းကျောင်းနိုင်စရာတော့ဖရာကြီးပြန်လွန်တော်မူစဉ်ကအင်းရင်ကျူရရင်တည်ဆို့တော်တခြင်းတပုတ်ဤအဆုံးသက်ဖြစ်လေသည်ထိုစဉ်ကထိုတခြင်းကိုရှင်ကျူးတည်ဆို့သူမှာရွာတဲ့လေလင်းကျောင်းသူများဖြစ်သည်ကျောင်းသူများမှာလှပါတော့ပြုရဲတော့နုနေတော့အွယ်၁၆နှစ်တော်မှမကြော်ကြသည်သူများဖြစ်သည်ဇေယရောဖရာကြီးပြန်လွန်တော်မူသည့်အတွက်ဝန်နေကြီးကွဲစရာကောင်းသည် မကောင်းသည်ကိုညီသူမှလေးလေးလတ်လတ်နဲ့မတွေ့နိုင်အထူးသဖြင့်ကျောင်းသူလေးတွေမှာမြို့ပြန်ရွှင်ပြ၍ပျော်ရောင်ပျော်ကြသေးသည်ဇေယတော်ဘုရားစံကြောင်းမချမီ မြစ်ထဲတွင် အလောင်းတော်ကိုကရဝိတ်ဖောင်းပြတ်တက်မှတင်၍မြစ်အစုံစံကိုဆွဲကြ၏တက်ခုံရင်သူမတွေကတစ်ချင်းတကြကြတီဆိုကြသည်မှာပျော်စရာပင်သည်အထူးသဖြင့်အလေရန်ကြောင့်ရှိကျောင်းသူကျောင်းသားများမှာ များသောအားဖြင့်ဓမ္မစကြာဝတ်အသင်ပရိသင်တို့ဖြင့်သာ ကုန်လွန်ခဲ့သည်ပြောပွဲရွှင်ပွဲကျောင်းကပွဲများလုပ်ခဲ့ကြဘူးသူများမဟုတ်ပေကျောင်းဆရာကြီးဥပစံကိုရိုင်းကလော့ကီကျောင်းထက်လောကုတ်တရားရင်စိတ်တန်သူဖြစ်သည်အဖိန်နေများတိုင်းတွင်ကျောင်းကြီး၏အလေဆောင်တွင်အားလုံးကျောင်းသူကျောင်းသားများစုဝေးကဆရာကြီးပြောပြသော950နိပတ်တော့ ပုံမြင်များဇက်ကြီးဆက်ပွဲများကိုတပတ်တစ်မျိုးနားထောင်ကြရသည်တလရင်တစ်ခေါက်လောက်မင်္ဂလာတရားတော်ကိုဖြစ်ဖြစ်လောကီနိတိကျမ်းမာတချို့အပိုက်တွေကိုပဲဖြစ်ဖြစ်တမ်းမြန်ဟိရီတစ်ချောင်းလုံးဆိုကြရသည်ရွာတိကြီးရွာရှိចောင်းသားမိဘများကမူလောကចောင်းဓမ္မចောင်းဖြင့်မိမိတို့သားသမီးများကိုသွန်သင် ဆုံးမ၍ចောင်းဇရာကြီးឧបဇံကို အထူးကြည်ညိုကြသည် ်လေးစားကြသည်ကျောင်းသူကျောင်းသားလေးများအဖို့တော်တခါတည်းရန်သူတို့ကျောင်းနေရသောဘဝကိုညီးငွေလာတဲ့ကြသည်သူတို့သည်အစဉ်လုံးလုံးပြိများဆုံးမစားများကိုရွတ်ဖတ်နေကြရသည်ကတီလာရှင်လေးများဂုံရင်လေးများနှင့်တူသည်ဟုသူတို့ကိုသူတို့ထင်ကြသည်အထူးသဖြင့်သူတို့ပုံမုံမုံတေးသည်ကဆရာကြီးကတော့ဒေါ်မမကိုဖြစ်သည်မင်းကလေးရင်းနော်မထနဲ့မရွနဲ့ကောင်းကောင်းနေကြ တခါတရံចောင်းသူများဟာတိုက်၍ရဲနေသည်ကို တွေ့သည်။ဆရာမကြီးသည်လမ်းလျှောက်ရင်းကနေချိန်မောင်းသွားတတ်သည်။ចောင်းရှင်တွင်မင်္ဂလာပေများရှိလေသည်။ចောင်းသူများသည်မင်္ဂလာမေများကိုဒုံတိုင်းလှုပ်၍၎င်းခွေယူတိုင်းလှုပ်၍၎င်းကစားကြသည်။ကစားတိုင်းမင်္ဂလာပေများအရှိန်နှင့်ပြေး၍ဖတ်ကြသည်။မင်္ဂလာပေများမှာတိမ်တိမ်တုံအောင်မင်းရင်းရင်ကုန်ကြသည်။ဝေဝေမှဆရာမကြီးအရေးကိုမြင်နေရင် စားနော်ရီတယောက်မှမလကာပင်အောက်တွင်မတွေ့ကြရပြီတွေ့လားတွေ့လားသူမလကာသီးတွေကိုရှေးနေပြီနင်တို့ခုသေးလားခလန်းလန်းတွင်ပုံခုံရထိုင်နေသောចောင်းသူများသည် တိုး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 နှင့်တယောက်ကိုတယောက်လက်တို့မေးသည်ကဆီနေမှာကြီးသူမလကာသီးကိုလက်ဖျားနေမတွေ့ပါဘူးကစားရင်သာအပင်ကိုထိမိတာမတောင်းစိမ့်သည့်အစွာသောအဆော့ဆုံးဖြစ်၍မကြိမ်နက်တန်နှင့်ခက်အုံအုံပြော၏ အမှန်စင်စစ်ကျောင်းသူကျောင်းသားလေးများသည်ကစားကွင်းကြကြဲလေးကို လိုချင်ကြသည်ထိုလေတန်းကျောင်းမှာမြူနီစပယ်ထောက်ပံ့ခံ၍ကျောင်းဆရာလာကမှတပါမြူနီစပယ်ကမပေးပြီအားလုံးစရိတ်ကိုကျောင်းဆရာကြီးသည် ကိုပိုင်ကျောင်းပြပြီးမိမိအိတ်ထဲမှကုန်ကြစေကိုစိုက်ထုတ်ရလေသည်ဆရာမကြီးသည်ကျောင်းသူများမျက်စိအမြင်ကတ်ချင်စရာသည်မလကာသည်များအပင်တွင်မပြောက်စေရာ မဲ့၍လာတိုင်းခုကကျောင်းသားများကို ပြန်၍ရောင်း၏ကျောင်းနောက်တွင်သူတို့စိုက်ပျိုးထားသောခြံထဲမှနှင်းစီတပွင့်နေပန်းကိုင်းတစ်ခိုင်တော်မှ၎င်းအလကားမကျွင်းကြစီရကျောင်းသူများကိုပြန်ရောင်း၍ပိုလီယင်ရွာထဲတွင်ချမ်းဆောင်ပါ၏ကလှည့်၍ရောင်းရပေသည်နေလေကျောင်းစင်းစင်းတွင်ရွာထဲမှဈေးတည်များနှင့်အတူဆီယာမာသည်တူမမဆိုင်အေကထက်ညက်ချောင်းကလပင်စုပုံး စည်းပြားချိုချင်းများကိုចောင်းသားများအားရောင်းရသည်ဇမ်းမာရသည်ပတ်စံတေးစားရောင်း၍ရသောပတ်စံများနှင့်အိစိရိတ်ကာမီအောင်သုံးသည်ចောင်းသားများထမ်းမှចောင်းလာကမှចောင်းသားအသုံးဆောင်ပရိဘောကာဝဲသည်အပြတ်စည်းပြင်းသည်ဆရာကြီးနှင့်ဆရာမကြီးရဲ့လက်ကမှတပိတ်ဝင်အိမ်ဝင်ဆွငွေဖြစ်လေသည်သူတို့ရရင်ចောင်းတဲ့ចောင်းနေမဟုတ်ចောင်းអូសៀមម៉ាជីដော်សេងពុឧស៊ីတော့គ្រីស្ទានតាសនាပြုចောင်းတဲ့ចောင်းកាលី ရွာဦးတွင်ရှိလေသည်ကျောင်းသူကျောင်းသားများသည်ဖျားရှိကိုကျောင်းတွင်ဓမ္မတချင်းများကိုတီးဆိုကြရပြီး ခရစ်စမတ်ချိန်များတွင်ဇောင်းကာပွဲ လုပ်ကြသည်မင်းရှင်မထောက်ပံ့ရ၍ကစားကွင်းတွင်လည်းစက်တောင်းရိုက်ကစားခြင်းဘောလုံးကစားခြင်းလုပ်ကြရ၍ပျော်စရာကြီးဖြစ်သည်ဥပဆိုင်အလေနဲ့ကြောင်းပါမူလော်ကီရေးထက်လက်ကုံဒရာကိုဥစားပေးလို့၍ចောင်းသားများအနေနဲ့ပြင်းရကြသည် သို့သောစာမီဝဲကိုရောက်ရင်းအောင်ချက်ကောင်းစီကဥပဆန်အကြောင်းဖြစ်၍ကျောင်းပြေခုံကစားဝဲများတွင်ဆုအမြောင်များရသည်ကဒေါ်စိန်ပူ၏ခရစ်စတန်အကြောင်းဖြစ်သည်ယခုတော့ကိုညာကုန်းကျောင်းဆရာတော်ပြန်လွန်တော်မူသည့်ပွဲမှာ ဥပဆန်အကြောင်းအတွက်ပွဲတော်ကြီးပင်သည်ကျောင်းသူလေးများရောကျောင်းသားလေးများပါအလွန်ပျော်ကြသည်ပျော်လင်းပျော်ကြပေမည်သူတို့ကျောင်းအတွက်ကပွဲဆိုသည်မှာ ိမ်မက်ပင်မက်ခဲပူးကြီးမဟုတ်ပါလေမိန်ကလေးများသည်တက်ခုံရင်းအတွက်ရင်တက်ရတက်ချင်းတက်ရသည်ယောက်ျားလေးများကလည်းဘိုးသူတော်ရင်းအတွက်ပြင်ဆင်ကြရသည်အရင်ကျိုးဖို့အတွက်မူခုနှစ်တန်းမှအတန်ကောင်းရုပ်ချော်သူတကြီးသမီးနှစ်ဦးကိုရွေးချယ်ထားသည်မမသည်နှင့်မမကြီးသည် ရှုပ်လေချော်အတန်လေကောင်းသည်သူတို့နှစ်ယောက်ကအလောင်းတော်ကိုဘန်းပခတ်တွင်တွင်ဆွဲရင်း အေးရင်ကျူတချင်းပိုင်များကိုဂယုနာရတာပေါအောင်ဆိုတော်လီဂျောင်းသားလေးတွေကမန်တက်အပြင်တွင်အေးရင်ကျူတချင်းနေပြီးကိုင်းနေအောင်ကာကြသည်ထိုးပွဲရင်ဆရာကြီးဥပါစံသည်ခေါင်းမောင်ကြီးတလွင်လွင်နဲ့စက်တရေကိုရှီလာသည်ဆရာမကြီးဒေါ်မမကလည်းဂျပန်ဘဝကြီးကိုဇုံချ၍တင့်တယ်လာသည်ဤတွဲနေသောနရွက်တွင်စိတ်နှကကြီးမှတစ်ဖြက်ဖြက်တောက်ပါနေ၍ပုံပုံယုံယုံထုံထားသော ဇတုံမှုံမှုံမှာလဲစိုက်ထိုးထားသောစိန်စတိုးကြီးနှင့်ဝင်းပါလာသည် ဖြူပွေးသောနှဖူးပေါ်တွင်မဟာနှဖူးကြပုံသည်စက်တည်းရရှိလာ၏စကားပြရာတွင်နှခမ်းပပနှင့်တိတ်မွေ့၍ကျောင်းသားမိပါများကချစ်ကြတော်လဲကျောင်းသူများကမူဆရာမကြီးကိုမြင်ပြင်ကကြသည်ညတို့ကျောင်းသူတွေမန်းတက်ထဲမှာဟီးတိုက်နေကြတာပဲစက်တညင်ကလာတဲ့ကျောင်းသူတွေမန်းထက်သွားကြည့်စမ်း ဘလောက်အင်ဒရီရလဲလို့ဆီယာမာကြီးကမနဲ့ចောင်းတက်ချင်းចောင်းသူကြီးများဆူမီနေရင်ခေါ်ချင်းတက်သည်ចောင်းသူကြီးတွေမှာဆီယာမာကြီးသူ့ခန်းကိုသူပြန်သည်နေတပြိုင်နက်ပွားစီပွားစီနဲ့အတင်းပြောကြတော့သည်ဆီယာမာကြီးသည်ရှေးမူလာတဲ့ဆရာဖြစ်အောင်ကာကြီးခါဝေးတန်းကိုတင်ပြသူဖြစ်သည်သို့သောចောင်းသူကြီးတွေကိစ္စမမှုသူကိုယ်ရိုင်းဆုံးမတတ်သူဖြစ်သည်နှစ်တန်းသုံးတန်းပြဆရာမများမှာ ဘရုံးမလက်ပွားကားကြီးများနှင့်ဘေးစတုံးကြီးများဤနေအောင်ထုံထားသော အပျော်ကြီးဆရာမများဖြစ်ကြသည်။ကျန်းဆရာများမှယောက်ျားဆရာများဖြစ်ကြလေသည်။ကျောင်းသားများကလည်းမကြည်နကြ။သူတို့ထမ်းမှရသောလက္ခဏာကိုဆရာမကြီးကစိန်ကိုသာဆိုသည်။သူတို့အတွက်ဘောလုံးကွင်းလေးမှလှုပ်ပေးပေါ်မရဟူ၍အပြစ်တင်လေသည်။ရွာလန်းပေတွင် ကြီးသားရရသည်။ကျောင်းနှင့်အတော်လန်းသောဖျားကျောင်းဝင်းထဲတွင် ထွေခင်းရသည်။ ចောင်းខောင်းလောင်းလန်းចောင်းမှာအပြေးအလွာအမောတကောနဲ့ပြေးလာကြသည်ကိုလည်းမကြည်နပ်ပြီတိုးတော်နှစ်စဉ်နှစ်တိုင်းလိုလိုခုနှစ်တန်းအစိုးရစစ်တွင်ဥပါဇံအလေတန်းចောင်းမှာတန်းလုံးချုပ်လိုလိုအောင်ရင်ចောင်းသားမိပါများမှာအားလုံးကျင်းနေကြပါသည်ចောင်းသူများအုပ်စုကပို့၍မကြည်နပ်သည်ကဆရာမကြီးသည်သူမျက်စိကြောင်ငြိမ့်ငြိမ့်တက်တက်နေသောမဆိုင်မန်လုံးចောင်းသူမျိုးဆိုရင် လူရှိရင်တဖွားဖွားနာမည်ထုတ်ဖော်၍ချီကျူးတတ်သည်အထုသည်ဖြင့်အစော့ကစားတွင်နတ်ဖတ်တင်ဆွဲသည်မိပူမိဆူတို့ရှေ့ရောက်လျင်စိတ်မှန်ကိုကြည့်ကြစမ်းနင်းတို့နဲ့များမကွာဘူးလားနင်းတို့ယုံများချွေတီတီကြာလိုအင်းကြီးလေးလည်းဖို့ဖို့ချင်းဖုတ်အလိမ့်လိမ့်နဲ့ဟူ၍နိုင်ရှင်ကခဏခဏပြောတတ်သည်အမန်တော်မစိမ့်မန်းသည်တခြားအကြောင်းတို့များလိုစော်ကစားနိုင်အောင်ကျမ်းမာတန်ဆွမ်းသူမဟုတ်သေးဘူး နောက်မှသိရသည် သူခမမနဲ့ဝစ်လာတော့ဘရုံမအင်းကြီးသည်ညနေချောင်းစင်းချိန်အထိခောက်ရုံမပြတ်အောင်ကိုသာចောင်းသူတယောက်ဖြစ်နေသည်ဂျပန်တခေပြောင်းပြီးနောက်ចောင်းဤကန့်ကြမှာလဲတမျိုးတစ်ဖုံပြောင်းလဲသွားသည်ရာသောအဖြစ်ဥပဇန်ចောင်းမှာခုနှစ်တန်းအောက်သူများသည်မြောင်းများအထက်တန်းចောင်းသူပြောင်းရွှေ့နေကြသည်ငွေကြေးမတက်နိုင်သူတို့သာရွာမှာပညာဆက်မသင်ဘဲနဲ့စံရည်ကြလေသည် ဥပဇံရဲ့အကြောင်းမှာလူတော်များများထွက်တော်ကြောင်းဟုဆိုရင်းနဲ့မမှားပါဘူး။သူကြောင့်မှအခြေခံပညာရက်များတင်စားလာတော်ကြောင်းသာတော်တော်များများသည်။ဂုံတွေပိုင်းတို့လည်းရောက်လာကြသည်။နေဘက်ဆစ်ဘက်များတွင်လည်းဝင်ရောက်အမှုထမ်းကြသည်။အနုပညာသည်များအဖြစ်လည်းတွေ့ရှိရသည်။တချို့ကြတော့လေတမယုံကြမိပါလေရများကိုပင်ရရတလောက်စိုက်ပျိုးစားကြသည်။ကျောက်စိတ်ထုစရာ ကိုပါညုံကမော เจ้าผู่များကိုဘဘူထူရင်မှရန်ကုန်နေနမည်ကြောကြားလာသူဖြစ်သည် သူသည်လည်းဥပစံចောင်းထွက်တယောက်ဖြစ်လေသည်ဘိုးတော်ရောရင်တွင်ပါဝင်ခဲ့ဘူးသူလည်းဖြစ်သည်သူသည်အနောက်တိုင်းဘဘူပညာများကိုလည်းတွားရောက်လည်လာခဲ့ပြီးဖြစ်လေသည်ကိုပါညွန်သည်တစ်သားထက်เจ้าผู่များကိုထူရ၌ပို့၍လက်ရမြောက်သည်တခါတရံရွာတကြီးရွာအလဲတန်းចောင်းနေနေခဲ့ဆရာတဲ့အချိန်ကို ပြန်၍အောင်မေသည်ကွန်ချန်ကုန်းဆရာတော်ပြန်လွန်တော်မူသည့်ပွဲချောင်းကိုတွင်းမိလျင်တယောက်ထဲပြင်ရဲပြုံမိသည်ချောင်းကိုလည်းလွန်သည်ရွာကိုလည်းအောင်မေသည်ရေကြီးရမျက်နှာအလောက်ကိုင်းအမျိုးမျိုးနှင့်ပြောင်းရွှေ့သွားရသောတငယ်ချင်းများနှင့်လည်းပြန်လည်၍စုံကျင်းသည်သို့တော်အတိန်ဆိုသည်မှာအသေးရင်ရေးထားသောပကြီကားချက်သာတွေးခေါ်တတ်သူမှပြန်လည်၍ရှုမြင်တတ်၏ဖော်ထုတ်တတ်၏ မေတ္တသူတို့ဤနှလုံးသားတွင်မူတခါကရေးချဲ့ခဲ့သောစုတ်ချက်ရများသည်ရှိပင်ရှိခဲ့တော်လေပြန်လည်၍ပေါ်မလာတတ်ပြီကိုပါညွန်ကမူသူ့အနှစ်သက်ဆုံးကျောင်းစိယုံတစ်ခုကိုထုလုပ်ရန် ရွာတိကြီးတို့ထွက်လာခဲ့သည် ရွာမှာနာနာနေနေနေရင်းနဲ့ငယ်တငယ်ချင်းများနဲ့တွေ့ကကျောင်းစိထုမီဟုလဲရည်စူးလာခဲ့သည် သူကြီးတော်ဒွေလိရွှေကသူ့ကိုလက်ခံပြုဆိုသည် ူသည်ရောက်သည့်ညနေပင်ရွာလေးပိုင်းသို့ထွက်လာခဲ့တော်သည် သူတွေ့သောဥပစံចောင်းကြည့်သည် မရှိတော်ပေသူ၏ရင်ထဲမှဟာသွားသည်မတောင်းစိန်တို့မမြသည်တို့ပြေးလွှာဆော့ခဲ့သောမလကားပင်များလည်းမရှိကြထိုသည့်ပင်များနေရာတွင်ဇပင်ချုံများကိုသာတွေ့ရသည်အလိုမောင်ဖားညို့မာလာတိုက်တိုက်ဆိုင်ဆိုင်ကိုကြံကုန်းစီရော်ပြန်လုံတော်မူစဉ်ကတက်ခုတ်တခြင်းများဆက်ပြီးတော့ ။ဦးကြီးညွန်နဲ့တွား၍ဆုံတော်သည်။ဟုတ်ကဲ့ခမ။ကျွန်တော်မောင်ပါညွန်ပါ။ကျွန်တော်ကျွန်တော်တို့ကြောင့်ကြီး။သူသည်တကယ်ပင်ထိအားထိအားဖြစ်နေရှာသည်။ရင်ထဲမှာလည်းကြောင်းကြီးအစာတိတ်ဆိတ်ငြိမ့်သက်နေသောအယောကြီးကိုမြင်ရသည်မှာတုန်လှုပ်လာသည်။ပြီးတော့လွမ်းဆွလာသလိုငိုကျင်လာသလိုဖြစ်မိလာသည်။အဲ့လေမင်းတို့ကြောင်းကြီးဟာဆရာမကြီးတော်မမကွဲလုံးကလေးကဘမပြန်နလန်ထူလို့လေ ဖျားဆီယမကြီးလည်းမရှိတော့ဘူးလားမရှိတော့ဘူးမောင်ကြီးအေးចောင်းကြီးကိုအုပ်ချုပ်သူចောင်းဦးဆီယကြီးမှာဥပဇန်သာတည်သို့တော်ဒေါ်မမဆုံးကလေးကအေးចောင်းမှာပြန်လည်းမထုံတော့နိုင်ဆိုတော့စမ်းချင်လာသည်ဒီလိုပေါ့မောင်ကြီးဟာသူတတ်ရှိနေတော့ကကျုပ်တို့လည်းသူ့တံပိုးကိုမတွက်မိပါဘူးကျုပ်သမီးတွေဖြင့်ကိုရရောက်ရင်ဆီယမကြီးအတင်းမဲ့ပြောနေကြလို့ကြုံငေါရသေးတယ် ိတ်ပြီးတော့ကုတ်ကတ်တဲ့ကက်စီနေတယ်စီးကန့်ကြည့်တယ်နေ။အင်းအခုသူတွေတော့ဥပါဇံနောက်မိမရှုသလီမိမကဆီယာမကြီးလိုဥရန်ပဲ့တန်းရအောင်စားပေးတဲ့မတန်။ចောင်းကြီးတိုးတက်ဖို့ပြင်ဖို့နေနေသသာဆီယာမကြီးလက်ထက်ကကြံခဲ့တယ်။စိန်နေရွှေရည်နေဖဲချပြစ်တာနဲ့ကုံမလီရောမောင်ကြီးကိုပါညုံမကြားရတော့စကားကိုမယုံကြည်နိုင်မီ။ငေါ့နိုင်တာဗျာ။ တရားကြီးဟာလောကကြောင့်ဓမ္မကြောင့်နဲ့ဟောပြောပြီးတော့မတရားတာအုတ်ထိန်လာတာပါအစုံရပိုင်းမှာပဲကြီးကြီးစစ်ဖက်မာရော ကုန်းတွေဖက်မာရောတုံးထပဲ့တွေကဟော်ဟော်ရင်ရင်နေပါလေဒါလောက်ထိမ့်သိမ့်လာနိုင်တဲ့ကြောင်းကြီးကဒီမိမတရားကိုမထိန်နိုင်ဘူးလို့ရင်ကိုပါညုံကမချေမနှက်နှင်ပြောသည်ဦးကြည်ညိုကမူရေပင်ရေလိုက်သေးသည်ဒါပေါ်မိမကြီးအလိုနိုင်ငံတို့မလွန်ဆန်နိုင်၍ လက်ရောရလေတတိဆိုတာမောင်မြင်လေးမြမကြောင့်ကပဲဒီစကားလုံးလေးကိုနိဗ္ဗတော်တွေထဲမှာပါတာရွံ့မိဖမိမှာပေါ့စင်စင်မတော့ဥပါဇံကိုဒေါမမကအုတ်ထိန်နေတာမောင်ရဲ့ဥပါဇံမှာထွက်နေတဲ့အယောင်အလင်းတွေဒီเจ้าရဲ့စက်တရေတွေဆိုတာဥပါဇံရဲ့နောက်ကရှိနေတဲ့ဒေါမမရဲ့အယောင်ရှိနေပုံကမောင်อืมခိုးတော့ចောင်းကြီးလေးပြက်ရွာမှာလဲကို့ဘာသာတရားနဲ့ကို့ရိုးရာထိမ့်သိမ့်နေအောင် မြမဆဆန်ចောင်းရဲ့လို့မရှိလေတော့သတင်းတွေတွေကြည့်ရင်ကိုညံ့ညုံចောင်းကိုကိုသမီးတွေကိုလှုပ်ပြီးတော့မင်္ဂလာတုတ်တွေပရိတ်ကြီးတွေရတနာရွှေကြိုက်အဲ့ဒါတွေကိုတင်ခိုင်းရတယ်တွားအောင်မေဟိုဆရာကြီးရောခမညာမြောင်မြောင်ကိုပြောင်းသွားတယ်ကွယ်ဟိုမှာသူ့နောက်ဇနီးလဲကွက်လုံးနေဆိုလားပဲသူလဲရွာကို ပြန်မလာတော့ဘူးဦးချင်းညိုကလမ်းကိုဆက်၍ရှောက်ရန်ရွာတောင်ဘက်သို့ဦးတည်လိုက်တော့သည် ူတယောက်ထဲငိမ့်သက်စွာရဲ့၍နေမိသည်ပါရသောနှကန်းတို့မှကိုစံကိုစံနှင့်ဆရာကြီးအားဆရာမကြီးကခေါ်တန်ကိုပင်ချားရောင်တလို့လို့ဆရာကြီးကပန်းရောင်ပေါ်မှာခေါင်းပေါင်းပေါင်း၍ဆရာမကြီးကဂျပန်ပေါ်မှာကိုချကာပွဲလဲတင်းချပုံအဲ့ဒီတခက်ကိုသူပြန်၍မြင်မိသည် သူသည်အိမ်တို့ပြန်လာခဲ့သည်နောက်တနေ့တွင် သူ၏ကြောက်စစ်ထုကရိယာတစားပလာကိုရှုကာရွာနောက်တုတ်တံမြေသို့ ထွက်လာခဲ့သည်ဆီယာမာကြီး၏ဖြူပွေးသောအုပ်ကူကို အလွဲတကူပင်ရှာဖွေတွေ့ရှိသည်သူသည်ကြောက်ကိုပဲတွင်သူ့အလောက်ကိုစား၍လှုပ်သည်သူ၏စောက်တန်းမှာကြောက်သားကိုထိလိုက်တိုင်းတိမ်ဆိတ်သောအီးမီပဝင်းချင်ကိုတောင်းဝင်လှုပ်ရှားစေပေသည် နောက်တစ်ပတ်တုတ်တန်းချောင်းဆရာတော်ကကျောင်းသားလေးများအားဂူများမြေပုံများအကြရှိမြတ်ပင်ပောင်းမြင်များကိုတုတ်တင်ခိုင်းလေသည်ကျောင်းသားလေးများသည် တောင်းဆရာမကြီးဒေါ်မမ၏ကိုပေတွင်စာရန်တစ်တစ်ခုကိုတွင်းကြ၍ဆက်လုံးပေါင်း၍ဖတ်ကြသည်စာရန်မှမူသဘောတော်ဝင်ကလီတင်မှနှမျောချစ်ချင်တာဟူသောစာရန်မင်းဖြစ်ပေသည်